ိတ်ကူးနဲ့လက်တွေ့မဲလို့ခြင်းနဲ့အရာထက်လိုအပ်တဲ့အရာကိုပဲအရင်လုပ်တဲ့နဲ့ခဏတာမကြည့်နဲ့တပွားစာကိုကြည့်တတ်ပါလေတချို့အရာတွေကလိုချင်တတ်မှတ်ဖို့ကောင်းတယ်ဒါပေမဲ့နေအထွတ်အာမခံချက်ဆုံး မရှိဘူးအဓိကနဲ့တမညာဖွဲခြားတတ်ပါစေဘဝကိုစကလုံးတွေနဲ့ရေးသားလို့မရဘူးလှုပ်ဆောင်ချက်တွေနဲ့ပုံဖော်တတ်သူဖြစ်ပါစေမျော်လင့်ချက်အိမ်မက်တွေကြောက်ဆုံးသွားတဲ့အခါကြံလေတိဆောက်ဖို့ကြိုးစားပါဘဝဆိုတာ ပြုံလဲဖို့လဲကူတော့လောက်ပြန်တိဆောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါတယ်အိမ်မက်ဆိုတာဟာအခမဲ့မန်လို့ရပြီမြဲအကောင့်ထဲပေါ်ဖို့အတွက်အစွမ်းကိုပေးဆက်ရတယ်ကိုသားနေကိုရဲ့အားကိုရပါ ကိုကိုကိုယုံကြည်ချက်ရှိနေတဲ့၍ရှင်သန်ချိန်တိုင်းကအတိတ်ပဲရှိနေပါပါကိုရှောင်းဖလန်းနေတဲ့လမ်းတစ်လျှောက်မှာအခက်ခဲတွေကြုံလို့လက်လျှော့ကျင်တဲ့အခါလဲတင်ပါကြောင့်စတင်ခဲ့တယ်လဲဆိုတော့ကြံတည်ရပါသူများနဲ့မတူတဲ့အခက်အခဲတွေပေါ့ရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့အခါ ူညာနဲ့မတူတဲ့ခံစား권တွေကိုရရှိမယ်ဆိုတာဧကံမောက္ခယုံကြည်လိုက်ပါမိတ်ဆွေ team ပါရဲ့ခလေးဟာမိုးထဲမှာပိုအပြေးမြန်တတ်ပါရဲ့ဥတီချက်မရှိတဲ့လူဟာဥတီချက်ရှိတဲ့လူအတွက်အလုံးလုံးပေးရဘွဲ့ဒီဂရီဆိုတာကျေးသစိတ် အရေးအချင်းဆိုတာငွေစစိတ်လူမှုဆက်ဆံရေးအတဟာစွေတစိတ်ပါ အချစ်ဆိုတာရိုးရိုးရှင်းရှင်းပဲဖြစ်လို့ရတယ်လောလောကကမဖြစ်စင်အောင်ယောက်ျားကောင်းဟာညွှန်ဆွဲမှုတန်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့ဒီလိုမိမကောင်းဟာလည်းအထီးကျန်တဲ့တန်ကိုခံနိုင်စွမ်း ရှိရပါမယ်။လှပတဲ့နတ်သမီးဆိုတာလူလောကမှာတကယ်မရှိပါဘူး။စိတ်ရင်းကောင်းတဲ့မိန်းကလေးဆိုတာပဲတကယ်ရှိတာပါ။အမုန်းခံရတဲ့လူဟာဘာထိခိုက်မှုမှမရှိပါဘူး။မုံတဲ့လူရဲ့နှလုံးသားထဲမှာသာတရားတန်ချက်အဖြစ ဖြစ်နေတဲ့ပါတယ်။တင်ကိုယ်တိုင်းဘဝအခက်အခဲကိုရင်ဆိုင်ရဲတတိမရှိဘူးဆိုရင်တင့်အတွက်ရရင်ပေးမဲ့လူစရာမရှိပါဘူး။ပြဿနာတွေတွေ့ရင်မိမိကိုယ်ကိုအရင်စမ်းစစ်ပါကဘာမီဆွဲအားကိုအပြစ်ဖို့နေမယ်ဆိုရင်တော့ ပြဿနာကဘယ်တော့မှပြီးတော့မှဟုတ်တော့ပါဘူးဒီဗီဒီယိုလေးကိုသင်ရခြင်းတွေအကျိုးရှိရောမများလေး share မိတို့ရပါတယ်